င်္ဂလာပါတက်ဆာပိုင်ရှင် YouTube channel လေးကနေပြန်နေကြိုဆိုလိုက်ပါဆိုတော့ကျွန်တော်မနေ့ကဆိုလို့ရှိရင်အိုင်စလန်နဲ့အဇာဘိုင်ဂျန်ကိုကျွန်တော်ကိုပေါ်ပေးခဲ့တာကျွန်တော်39မိနစ်အထိဒါ2စီးနဲ့ရှည်တာနဲ့ကျွန်တော်ပြီးမလားပြီးမလားကြီးနေတာနဲ့ကျွန်တော်2စီးနဲ့ပဲကျွန်တော်ဘူဂီရဲ့เนาะအကွက်ထဲကိုဝင်သွားခဲ့ပါပြီပေါ့เนาะအဲ့တော့ဒီနေ့မှလည်းကျွန်တော်တဝဲကောင်းလေးကိုထပ်ပြီးရှည်ထားတယ်အဲ့ဒါကတော့ခရိုအေးရှားနဲ့ဖယ်ရိုအိုင်လန်ဖြစ်တယ်ဆိုတော့ဒီနေ့ခရိုအေးရှားအနေနဲ့နှလုံးမိုင်းနဲ့60ဂိုးပေါင်းကြီး3လုံးမိုင်းနဲ့90ဖြစ်နေပါတယ်ဆိုတော့ဒီပါဆာမဆိုရှင်လေခရိုအေးရှားအနေနဲ့ဒါအဆင့်1နဲ့ နော်16မှတ်ရရှိထားပြီးတော့သူ့အောက်မှာချက်ကတော့73မှတ်ရှိတယ်ဖရိုအိုင်လန်က7မှတ်ဖြစ်နေတယ်ဆိုတော့အဲခရိုအေးရှားအနေနဲ့လည်းဒါဒီတပွဲပြီးလို့ရှိရင်နောက်တပွဲကမွန်တနီဂရိုနဲ့အဝေးဝေးမှာတွားကြံမှာဖြစ်ပြီးတော့ဖယ်ရိုအိုင်လန့်အနေနဲ့လည်းဒီတပွဲပြီးလို့ရှိရင်နောက်တပွဲကဒါအဲဒီတပွဲအနေနဲ့ဒါဒီတပွဲပြီးရင်ဒီတပွဲနောက်ဆုံးလို့ပြောရမယ်ဗျာနော်အဲ့တော့ sorry ကျွန်တော်မကြည့်မိလို့အဲဒီတပွဲနောက်ဆုံးလို့ပြောရလိမ့်မယ်ဆိုတော့ခရိုအေးရှားကတော့နောက်တပွဲဒါမွန်တနီဂရိုနဲ့ကံမှာဖြစ်ပြီးတော့ဖယ်ရိုအိုင်လန့်အနေနဲ့ဒီဟာ နောက်ဆုံးပွဲလို့တော့ပြောလို့ရတယ်ဗျအဲ့တော့17မှတ်16မှတ်ကွာဟာနေပါဒီနေ့ရပေါကြီးကလည်းနှလုံးမိုင်းနဲ့50 9ပေါင်းကြီး3လုံးမိုင်းနဲ့50ဖြစ်နေဒီနေ့တင်းရဲ့ HGA မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပြီးခဲ့တဲ့စက်တင်ဘာလမှာဆိုလို့ရှိရင်ခရိုအေးရှားကဒါဖရီရိုင်းလိုက်ရဲ့အဝေးဘက်မှာ0-1နဲ့အနိုင်ရရှိခဲ့အဲ့တော့လည်းကြေးကြခဲ့တယ်ဗျနော်အဲ့တော့နောက်ဆုံး9ပွဲမှာခရိုအေးရှားအနေနဲ့ဒါတရေတပွဲပဲ ကြခဲ့ပြီးတော့၄ဘွဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်အိမ်ကွင်း၃ဘွဲမှာ၃ဘွဲလောက်ဟာအချွတ်တွေကြီးပဲအနိုင်ရရှိခဲ့ပြီးတော့ဒါဖယ်လိုအားနဲ့အနေနဲ့နောက်ဆုံး၅ဘွဲမှာဆိုလို့ရှိရင်၄ဘွဲနိုင်ရရှိပြီးတဘွဲရှုံးခဲ့ပါတာလဲခရီးရှောက်ကိုအိုးကမှာစီးပွားနေရှိမယ်ဆိုတော့ဒီနေ့နှလုံးပိုင်းနဲ့90ကိုကောင်းချင်းသုံးလုံးပိုင်းနဲ့90ရကျွန်တော်ဗာကြိုက်လေးလို့မေးရင်ဒါနေရာပြည့်မွန်တနီကိုလည်းကမ်းမယ်ဒီလိုပဲပြင်လေခရေးရှားအနေနဲ့လည်းဒါတေးကြပေါ့တိုက်ရိုက်ကမ္ဘာဖလားကိုတန်တက်သွားမှာဖြစ်ပါလေအဲ့တော့အင်ကွင်းလည်းကောင်းတယ်ဂိုးပေးရလည်းတကိုးပဲရှိပြီးတော့ပေးကိုးကလည်းတကိုးပဲရှိပြီးတွင်းကိုးကအခု90ဖြစ်လာတယ်19 plus ဖြစ်သွားတယ်ဆိုတော့16ဘလက်ဖြစ်ထားတယ်ဆိုတော့ဂိုးပေါင်းက16 9တောင်မှတားထားတယ်ဆိုတော့ဒီနေ့လေနှလုံးမိုင်းနဲ့50ဂိုးပေါင်းကြီးသုံးလုံးမိုင်းနဲ့50ကျွန်တော်အနေနဲ့တော့ဒါဘလိုပြောမလဲနှစ်ကိုးကနေပြီးစားကြည့်ရမယ်လူစားတယ်အဲ့တော့ခရိုအေးရှားရဲ့ဂိုးတွေပဲမြင်တွေ့မယ်ယူစားယူစားပါတယ်ဆိုတော့နှလုံးပိုင်းနဲ့90ကိုရင်းပြီးတော့ကျွန်တော်တို့၃လုံးဖြစ်ဖြစ်ဖြစ်ကိုစောက်ကြည့်ရမယ်အနေနဲ့ဖြစ်မှာအဲ့တော့ဒီနေ့ခရိုအေးရှားနဲ့ ကျွန်တော် fellow island မှာကျွန်တော်က croatia body လေးကိုပဲကြိုက်ပါတယ်เนาะအဲ့တော့ညီတို့အနေနဲ့ဒီနေ့ croatia body လေးကိုကြားနေတတ်မယ်ဆိုလို့ရှိရင်တော့ဒါယူဆနိုင်ပါတယ်ခင်ဗျာကဲကျွန်တော်ပြလို့ရှိရင်တော့ TikTok မှာဆက်ပြီးတော့တင်ပြပေါင်းမယ်အတူပဲကျေးဇူးတင်ရှိပါတယ်